ပြည်သူများအားလုံးမင်္ဂလာပါခင်ဗျာမြန်မာလေးစင်ဘောလုံးအသင်းဟာအာဆာဗလာစစ်စပွဲဒုတိယအပွဲစဉ်မှာပါကစ္စတန်လေးစင်ဘောလုံးအသင်းကိုတကူးကူးမရှိစေရလနဲ့အနိုင်ရသွားခဲ့ပါတယ်အခုဆိုရင်မြန်မာလေးစင်ဘောလုံးအသင်းဟာအာဆာဗလာစစ်စပွဲရှင်မြန်လာမှာတော့နှစ်ပွဲကစားနှစ်ပွဲနိုင်ဆိုတဲ့ရလကောင်းကိုရရှိနေပါပြီဟုတ်စုဘူနီယာကိုယာယီတလန်းရောက်ရှိနေပါတယ်မနက်ကမှအာဖဂန်နစ္စတန်နဲ့ဆီးရီးယားတို့ရှင်မြန်ကစားအပွဲစဉ်ရှိနေတယ်အဲ့ဒီပွဲစဉ်မှာဆီးရီးယားနိုင်သွားခဲ့ရင်တော့ဟုတ်စုဘူနီယာကအပြောင်းလဲပြန်ဖြစ်ဖို့ရှိနေခင်ဗျမြန်မာလေးစင်ဘောလုံးအသင်းဟာ ်ပထမပွဲစဉ်မှာတော့ငါအာဖဂန်နစ္စတန်ကိုငကိုကိုနဲ့နိုင်ခဲ့တယ်အခုဒုတိယပွဲစဉ်မှာပါကစ္စတန်ကိုတကူကိုမရှိစေရလနဲ့အနိုင်ရခဲ့တယ်နှစ်ပွဲလုံးကိုတော့ကိုမြေကိုကွင်းကိုပရိသတ်ရှိမှမှာအင်ကွင်းပွဲစဉ်ဖြစ်မြမလေးစဉ်ဘောလုံးတွေကကစားထားတာဖြစ်ပါတယ်ခင်ဗျအဲ့တော့အုပ်စုနောက်ဆုံးပွဲစဉ်မှာစီဗီယာနဲ့ကစားဖို့ရှိနေတယ်အဲ့ပွဲစဉ်ကမြမလေးစဉ်ဘောလုံးတွေအရန်ကိုရေးကြည့်ပါတယ်ခင်ဗျအာချပလတ်ရှင်စပွဲအောင်မြင်ခြင်းမြမစီဗီယာကိုအနိုင်ရမှာဖြစ်ပါလိမ့်မယ် ကမ္ဘာပလာ၈စစ်ပွဲရှင်မြန်ကစားတာမှာဆီးရီးယားနဲ့မြန်မာနဲ့ကတုံးစုတဲ့ကြောက်ခဲ့တယ်။အဲဒီတော့ကပထမအကြော့မြန်မာမြန်မာကစားတဲ့ပွဲမှာတကိုးစီတေးရလာထပ်ပေါ်ခဲ့တယ်။ဆီးရီးယားမြန်မာသွားကစားတဲ့ဒုတိယကြော့ပွဲမှာတော့မြန်မာ9ဂိုးဂိုးမရှိဆဲရလာနဲ့အပြတ်အသတ်ကိုရှုံးနေခဲ့တယ်ခင်ဗျ။အဲတော့ဆီးရီးယားကိုမြန်မာဟာ3ဂျီထားပြီးကစားရဖို့ရှိနေပါတယ်။ဆီးရီးယားကလည်းမြန်မာလက်ရွေးစင်ဘောလုံးအသင်းကိုသာအနိုင်ရလိုက်မယ်ဆိုရင်၈စစ်ပွဲအောင်မြင်မှုလမ်းပွင့်သွားတော့မှာပါ ာရှဖလားပြိုင်ပွဲကြီးကိုရှေ့လာမယ့်2028ခုနှစ်မှာဆော်ဒီအာရေဗျနိုင်ငံကအရှင်ဖြစ်လက်ခံကျင်းပပြီးတော့ရှိနေပါတယ်ခင်ဗျကမ္ဘာပလားရှင်စစ်ပွဲကနေပြုတ်လာတဲ့အသင်းတွေကိုအာရှဖလားရှင်စစ်ပွဲအဖြစ်အုပ်စု6စုခွဲပြီးတော့ရှင်မြန်ကစားခိုင်းတာဖြစ်ပါတယ်အင်ကွင်းအဝေးကွင်းစနစ်နဲ့ရှင်မြန်ကစားရပါတယ်အုပ်စုတုံးစုမှာအသင်း၄သင်းစီပါဝင်ပါတယ်အုပ်စုဘိုးတသင်းစီပဲရှင်စစ်ပွဲအောင်မြင်မှာပါမြန်မာအုပ်စုမှာတော့မြန်မာပါကစ္စတန်အာဖဂန်နစ္စတန်ဆီးရီးယားတို့ပါဝင်တယ်ခင်ဗျ မြန်မာအတွက်နောက်ပြီးတော့အရေးကြီးနေတာကဒုတိယကြောက်ပွဲစဉ်တွေပါပဲကိုမြေကိုကွင်းကိုပရိသတ်ရှင်းမောက်မှာကစားခဲ့ရမယ်မြန်မာဟာအာဖဂန်နစ္စတန်နဲ့ပါကစ္စတန်တို့ကိုရှေ့ဆွမ်းအပြတ်အသတ်အသာစီးရတော့မဟုတ်ခင်ဗျအပြတ်အသတ်အသာစီးမရတဲ့အတွက်ဒုတိယကြောက်ပွဲစဉ်တွေဟာမြန်မာအတွက်စိန်ခေါ်မှုကြီးမားပါလိမ့်မယ်ပါကစ္စတန်နဲ့အာဖဂန်နစ္စတန်တို့ကလည်းသူ့မြေသူ့ပရိသတ်ရှင်းမောက်မှာမြန်မာကိုခြုံငှိပြန်ဆက်ဖို့ဒုက္ခပေးကိုကြိုးစားလာမှာပါတစုံတစ်ခုအချွတ်အချော်ဖြစ်ပြီးတော့ အဲ့ပွဲစဉ်တွေကတရေရေသာဖြစ်သွားခဲ့မယ်ဆိုရင်မြန်မာသွင်းတို့ရစ်စပွဲအောင်မြေဟာမိမ့်မိန်သွားပါလိမ့်မယ်ခင်ဗျအဲ့အတွက်မြန်မာလေဗီစင်ဘောလုံးတင်အာရှဖလားရစ်စပွဲအောင်မြေဟာစီးရီးယားမဲ့ကစားပွဲစဉ်တွေနဲ့ဒုတိယကြောက်ပွဲစဉ်တွေဟာအရေးကြီးတဲ့အကြောင်းပြည်သက်တွေသိရှိအောင်တိစပ်ပြပြပေးလိုက်ပါတယ်ခင်ဗျာကြည့်ရှုအားပေးပြည်သက်အားလုံးကိုလည်းအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ